အားလုံးမင်္ဂလာပါကျွန်တော်ရဲ့အမှုစေမွန် YouTube Channel မှာကြိုဆိုပါရစေအာနာယူမင်း online ရဲ့စစ်ကောင်စီနဲ့ NUG ရဲ့ short power တိုက်ပွဲမှာတနည်းအားဖြင့် state စစ်စင်ရေးတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအနိုင်ရနေပြီဆိုတော့တော့ကျွန်တော်တို့သတိပြုမိကြဖို့လိုပါတယ်စစ်တဲစစ်စင်ရေးဆိုတာကိုလှုပ်ခြင်းနဲ့အလုပ်ကိုသွားခြင်းနဲ့ပန်းနိုင်ကို အခြားသူတွေကိုလည်းလှုပ်လှုပ်လာလာနဲ့ပါဝင်လိုက်ပါခြင်းတော့ဆွဲဆောင်စီယုံတင်သွင်းရတဲ့အလို့ဖြစ်ပါတယ်ကျွန်တော်တို့တွေကနေတူမြင့်မြတ်အေဂျင့်မောင်တို့ရဲ့စစ်ကောင်စီဝါဒဖြန့်ရုပ်ရှင်ကိုတွေ့လိုက်ရတော့မှရုပ်ရည်ရှော့ဖြစ်ပြီးတော့ပောက်ကွဲနေကြတာပါတကယ်တော့လူပညာရှင်အတိုင်းဝန်တွေကတချို့လူတွေကတော်လန်ပြည်သူတွေကိုကျင်းထည့်ပြီးတော့စစ်ကောင်စီနဲ့လူမသိသူမသိဘလူးဘလဲလုပ်နေတာတွေပေါင်းသင်းဖြိုဖျက်နေတာတွေကတော်တော်ကြာနေခဲ့ပါပြီ။ မစစ်ကောင်စီရဲ့တိုင်ရင်ဌာနချုပ်တွေတမဌာနချုပ်တွေတိုင်စစ်ဌာနချုပ်ပြောပြွဲတွေမှာချိန်ပြီးတော့ပြောပြနေကြတာတွေလည်းရှိပါတယ်။ကျွန်တော်တို့တော်လိုင်းပြည်သူတွေကတော်လိုင်းပတ်တော်သားမီဒီယာတတင်းတွေကိုသာအဖက်များတဲ့အတွက်တပတ်ချမ်းမှာဘာတွေချိန်လုံနေလဲဆိုတာကိုတတိမထားမိကြတော့တဲ့အတွက်ဒါတွေကိုအခုမှရုတ်တရက်အမြင်တွေ့ရပြီးတော့ shock ဖြစ်နေတာပါ။စိတ်သက်စစင်တဲ့ဘွဲမှာစစ်ကောင်စီဘက်ကဘလို့အနိုင်ရသွားလဲဆိုတာကိုရှင်းပြရရင်အကျန်အဖြစ်ကျွန်တော်တို့နိုင်ငံလူဦးရေကို ငါးပုံပုံမဲ့ဆိုရင်ငါးပုံသုံးပုံလောက်ကဒေါ်လာရေးကိုထောက်ခံကြပါတယ်။စစ်အာဏာရှင်မဲအွန်လိုင်းနဲ့ချင်းဝဲစည်းကမ်းပါတစ်ခုမှမရှိတဲ့စစ်တပ်ကိုချီထက်တော်ယုံကြပါတယ်။ဒါကြောင့်မို့စစ်အာဏာရှင်စနစ်ကိုချီထက်တော်ယုံတဲ့သူတွေဒေါ်လာရေးကိုထောက်ခံသူတွေကဒီနိုင်ငံလူဦးရေရဲ့ငါးပုံသုံးပုံလောက်ရှိပါတယ်။ဒါကပထမအုပ်စုဖြစ်ပါတယ်။အဲနောက်တဲ့လူဦးရေတပုံဖြစ်တဲ့ဒုတိယအုပ်စုကတော့ဂျာနေဝါရအုပ်စုဖြစ်ပါတယ်။အဲဒီအုပ်စုထဲမှာဆိုရင်လည်း အာမေစုလည်းကျမ်းပါပါစေဘပကြီးမင်းအောင်လည်းကျမ်းပါပါစေဆိုတဲ့ကောင်းတွေလည်းပါပါတယ်စစ်တပ်ကိုလည်းမကြိုက်ဘူးအန်ယူဂျီနဲ့တော်လန်ယူကိုလည်းမကြိုက်ဘူးဆိုတဲ့လူကွာစာတွေလည်းပါပါတယ်အဘသူတက်တက်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့နယ်လပိန်းတို့လည်းပါပါတယ်အချင်းတွေကိုကြည့်ပြီးမိစဉ်ကြီးကားမယ်ဆိုတဲ့အမှုပညာရှင်တချို့လည်းဒီအုပ်စုထဲမှာပါပါတယ်အဲ့လိုမျိုးလူအုပ်တွေပေါင်းထားတဲ့ဂျာနေအုပ်စုဖြစ်ပါတယ်ဒါကဒုတိယအုပ်စုဖြစ်ပါတယ် နောက်ဆုံးအုပ်စုတရိယာအုပ်စုကတော့စစ်တပ်တောက်ခံသူနယ်လပိန်းတို့နေချမ်ပိုတေမပါသားတွေအကျင့်ပြတ်ဝန်ထမ်းတွေစစ်တပ်နဲ့ပေါင်းပြီးကြီးပွားနေတဲ့ခရိုရီတွေနဲ့သူတို့ရဲ့အယိုးအရင်ကတပည့်တပန်းတွေရဲ့အုပ်စုဖြစ်ပါတယ်။အနည်းအားဖြင့်စစ်တပ်တောက်ခံသူအုပ်စုဖြစ်ပါတယ်။ဒီနေသားပေါ်မှာစစ်ကောင်စီနဲ့ NUG ရဲ့ကြီးသူပေါ်မှာ soft power နဲ့တိုးပေါင်းမှုစစ်တပ်စစ်စင်ရေးနဲ့တိုးပေါင်းမှုမှာဘသူကတာနေလဲဆိုတာကိုတွေ့ကြည့်လို့ရပါတယ်။ 2021အနာသိင်းပြီးနောက်မှာမဲအောင်လိုင်းရဲ့ညံပြင်းမှုတွေစစ်ရှုံးမှုတွေကုန်စင်းတို့အမှန်တန်ကြီးမြင့်မှုတွေစီမံခန့်ခွဲမှုအလွဲမှားတွေခရဆိုင်လုံးမှုတွေကြောင့်စစ်တပ်ထောက်ခံသူအုပ်စုတွေကတဝက်လောက်ကမဲအောင်လိုင်းကိုတော်တော်လေးစိတ်ကုံသွားခဲ့ကြပါတယ်။ကမ္ဘာ့ကာကွယ်ရေးဦးစီးချုပ်ရှာလူကိုလူတို့ကြီးကိုပေးလိုက် မင်း online ပြေးပေးပါစိုးဝဲမဲ့အုတ်ချိုးပေးပါဆိုတဲ့အတန်တွေထွက်ပေါ်လာတဲ့အထိတိခဲ့ကြတာတွေ့ရပါလိမ့်မယ်။ဥမာအဖြစ်ဒီနိုင်ငံမှာစစ်တပ်ထောက်ခံသူလူ9တန်းဝင်းချင်ရှိမယ်ဆိုရင်လူ2တန်းခွဲလောက်ကမင်း online ကိုတော်တော်စိတ်ကုံသွားခဲ့ကြပါတယ်။ဒါပေမဲ့မင်း online ကသူ့ရဲ့စိတ်သက်စစ်စင်ရင်းနဲ့စစ်တပ်ထောက်ခံသူအုပ်စုတွေကသူ့ကိုမကြိုက်ကြတဲ့လူ9တန်းခွဲကိုပြန်လည်သိမ်းသွင်းသွားနိုင်ခဲ့ပါတယ်။သူတို့စိတ်ချင်းနေတာတွေ ချက်တက် lobby တွေကိုတော့ပန်ပေးပြီးတော့အပေါင်းတော်ဘွဲတွေရေးခိုင်းတာတွေအမျိုးသားရေးအမိခံမမသားတွေကိုအတရားကိုစံတိုင်းနဲ့စီတပူပေးတာမျိုးတွေတော့ပန်ပေးတာမျိုးတွေအစစ်တပ်မရှိတော့ရင်ဒီတိုင်းပြည်ကအစိမ့်စိမ့်အမောမကွဲရရမယ်ဆိုတော့စိုက်ဝါးတွေအပီဒီအက်တွေကအပေါင်းကြီးတွေကိုတတ်နေတာဆိုတော့စိုက်ဝါးတွေအစစ်တပ်မရှိတော့ရင်သာသနာအဖြတ်ခံရရမယ်ဆိုတော့စိုက်ဝါးတွေနဲ့စစ်တပ်တောက်ကန်သူအားလုံးကိုပြန်လဲတိမ့်ပင်းသွားနိုင်ခဲ့ပါတယ်အဲ့ဒါပြင်ဒေါ်လာရင်းဖွဲ့အောက်မှာနေရင်မြို့ရပြက်လိမ့်မယ်ဆိုတော့ ဆိုင်ဝါရီစစ်တဲ့အုတ်ချုံမှုအောင်မှရှိနေတာကမှမြို့ရွာလုံးကျုံဟောတင်းငိမ့်နေဆိုတဲ့ဂျင်းတွေကိုထည့်ပြီးတော့တိတ်တက်စစ်စင်ရင်နီလန်းစုံနဲ့အာဒုတိယအုတ်စုဖြစ်တဲ့ဂျားနဲ့အုတ်စုကိုဟာတင်းတွဲသွားနိုင်ခဲ့တာကိုတွေ့ရပါလိမ့်မယ်အတူချုပ်ပြောရရင်မင်းအောင်လည်းစိတ်တက်စစ်စင်ရင်ကတော်လန်ပြည်သူအုတ်စုတဲ့ဒီတော့မထိုးဖောက်နိုင်သေးပေမဲ့သူ့ကိုမကြိုက်ကြတော့တဲ့စစ်တက်တောက်ခံသူအုတ်စုကိုပြန်လဲတင်းတွဲသွားနိုင်တဲ့အပြင် အဒုတိယဂျာနီအုပ်စုကိုပါသူ့ဘက်ကိုပေါအောင်တင်းသွင်းသွားနိုင်ခဲ့တာကတော့ကျွန်တော်တို့ငြင်းလို့မရပါဘူးကျွန်တော်တို့တွေက DSC တပ်ဖို့လူမရှိဘူးဆိုတဲ့တင်းဟောင်းတွေနဲ့ဂျင်းနဲ့နေတဲ့အချိန်မှာ DSC တပ်ဖို့ရှောက်တဲ့သူတွေကစီကားနေခဲ့ပြီဆိုတော့တတိမထားမိကြတော့ပါဘူး DSC အဆင့်ကိုမပြောနဲ့ခိုးဖုံးကကွန်ပျူတာဒီပလိုမာတက်ချက်ကြီးတင်းနှန်းကြောင့်တော့တရောက်နေကြသူတွေအများအပြားရှိနေပါပြီပေါင်းကြီးတင်းနှန်းမှာလဲလူငယ်လူရွယ် တာဝန်ထမ်းတွေဟာတက်ကြွစာနဲ့တက်ရောက်နေကြတာကို တွေ့ရပါလိမ့်မယ်။အမေအောင်လည်း SCA နှစ်ပတ်လည်ဖွဲ့တွေလူငယ်ပူရန်ဖွဲ့တွေမှာလည်းတက်ရောက်တဲ့လူငယ်တွေဝန်ထမ်းတွေအများအပြားချိနေကြတာကိုတွေ့ရပါလိမ့်မယ်။ဒါတွေကကျွန်တော်တို့မပတ်မိခဲ့တဲ့အစာမျက်နှာတွေပါပဲ။ဒါစစ်ကောင်စီရဲ့စိတ်တဆစ်စင်ကြီးကဂျားနေအုပ်စုအထိထိုးဖောက်သိမ်းသွင်းနိုင်တော့ပြီဆိုတာကိုအတင်ရှားပြနေတဲ့သက်တည်ထောက်ထားတွေပါပဲ။ ျွန်တော်တို့ဘက်က NUG ရဲ့ soft power တည်ဆောက်မှုစိတ်သက်စစ်ဆင်ရေးလုံမှုကိုကြည့်ရင် soft power ဖြင့်တင်သွင်းမှုစိတ်သက်စစ်ဆင်ရေးနဲ့ top power စီရုံးမှုဆိုတာမရှိသလောက်ပဲဖြစ်နေတာတွေ့ရပါလိမ့်မယ်။ NUG တဲမှာစိတ်သက်စစ်ဆင်ရေးလုံမဲ့အဖွဲ့ဆိုတာမျိုးတည်ထောင်ထားတာလည်းမတွေ့ရပါဘူး။အကူအောင်နေမျိုးခုနေပုံလက်ကိုအောင်လုံးတို့လောက်ခံနေတဲ့ PPTV ဆိုတဲ့ channel တစ်ခုရှိပေမဲ့သူတို့လုပ်နေတဲ့ program တွေကလည်း YouTube ကိုဆွဲဆောင်တင်ပြနိုင်စွာမရှိပါဘူး။ တည်င်းဖက်ပြတာတွေတော်လိုင်းရေးနဲ့ပတ်သက်တဲ့အလားပါတလားပါပြောတဲ့အဆင့်လောက်ပဲရှိပါတယ်။သူတို့လုပ်နေတဲ့ propaganda တွေဆိုတာမင်း online နဲ့စစ်အုပ်စုအတီကိုလည်းမထိုးဖောက်နိုင်ပါဘူး။မင်း online ကိုမကြိုက်ကြတော့တဲ့ဘောမအတိုင်းဝိုင်းတွေကတဝက်လောက်ကိုလည်းကိုပဲပေါအောင်အမြင်မှန်အောင်မလုပ်နိုင်ပါဘူး။ဂျားနေအုပ်စုတွေကိုလည်းမထိုးဖောက်နိုင်ပါဘူး။အဲဒီလိုစစ်တပ်တောက်ကန်အုပ်စုနဲ့ဂျားနေအုပ်စုတန်ကိုမထိုးဖောက်နိုင်တဲ့အပြင်တော်လိုင်းရေးကိုထောက်ခံနေတဲ့ ကျွန်တော်တို့ရဲ့ပထမအုပ်စုအကုန်လုံးကိုတော့ထိုးဖောက်တင်သွင်းနိုင်စွမ်းမရှိတာတွေ့ရပါလိမ့်မယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာကိုမကြိုက်ကြတဲ့သူတွေတနည်းအားဖြင့်ဒေါ်လာရေးကိုတောက်ခံကြတဲ့ဤအုပ်စုကြီးကအနည်းဆုံး35တန်းလောက်ရှိပါတယ်။ကျွန်တော်တို့ရဲ့ဒီအုပ်စုကိုထပ်ပြီးတရုတ်ခွဲကြည့်ရင်အဖွဲ့၃ခုတက်တွေ့ရပါလိမ့်မယ်။ပထမအုပ်စုကဒေါ်လာရေးကိုခိုင်မာပြင်းထန်တဲ့စိတ်ဓာတ်နဲ့ငွေအပြင်းဖြစ်စေလူအပြင်းဖြစ်စေဒီဇိုင်းမမတ် ထောက်ပံ့နေတဲ့အုပ်စုဖြစ်ပါတယ်။ဒီအုပ်စုကတော်လန်ပြည်သူ35တန်းထဲမှာအလောင်းဆုံးရှိမှတန်းလောက်ပဲရှိပါလိမ့်မယ်။ဒုတိယအုပ်စုကတော့တော်လန်ရေးကိုထောက်ခံပေမဲ့ဝိုင်းဝန်းကူညီရကောင်းမှမသိပဲတွားလိုက်လာလိုက်ကြောလိုက်ပါလိုက်နဲ့နေတဲ့သူတွေက35တန်းလောက်ရှိပါလိမ့်မယ်။သူတို့ကဆရာနာရှင်ကိုမကြိုက်ကြပါဘူး။တော်လန်ရေးကိုလည်းထောက်ခံကြပါတယ်။ဒါပေမဲ့ဝင်းကူကတော့သူတို့မလုပ်ကြပါဘူး။ သူတို့ကိုစိတ်တက်စစ်စင်ရေလုံနိုင်မှသာတည်တည်ဝင်ဝင်ပါဝင်ထောက်ခံလာမယ်လို့အုပ်စုဖြစ်ပါတယ်။တတိယအုပ်စုကတော့ဒေါ်လာရေးကိုထောက်ခံပေမဲ့ထောက်ပံ့ဖို့မတတ်နိုင်တဲ့အခြေခံလူရန်းစားအုပ်စုဖြစ်ပါတယ်။ဒါကိုအခြေခံပြီးတွက်ကြည့်ရင်ကျွန်တော်တို့ဘက်မှာစိတ်တက်စစ်စင်ရေဆိုတာမရှိခဲ့တဲ့အတွက်ဒေါ်လာပြည်သူအုပ်စုတွေကပထမအုပ်စုဖြစ်တဲ့ပြည်တွင်းပြည်ပအမာခံလူတတန်းလောက်ကပဲဒေါ်လာရေးကိုလူအငွေရနဲ့စေရော့ကိုပါနှစ်ပြီးပါဝင်နေကြတာဖြစ်ပါပဲ။ ကျန်တဲ့34တန်းကတော့သူတို့ကိုလှုံ့ဆော်ပေးနိုင်မဲ့အစိုးရပျောက်ဆုံးနေတဲ့အတွက်နေတာတို့နေနေကြပြီးတော့စစ်ကောင်စီရဲ့စိတ်တက်စစ်စင်ရေးအောင်မှာအကြမ်းနီးအနှုတ်နီးအစုံနဲ့တဖြည်းဖြည်းနဲ့တိမ်သွင်းခံရရပြီးဖြစ်ကြောင်းကို UNG အစိုးရတာဝန်ရှိသူတွေတတိပြုမိကြစေလိုပါတယ် င်းကောက်တွေပါကြောင်းမအောင်မြင်တော့တာလဲဆိုတာကအဲဒါကြောင့်ပါပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကတိအနေထားကတစ်ဖက်မှာကလေးတွေနွားတွေကိုဆွဲပြီးတော့စစ်ပေးရှောင်ဖို့ပြေးလွှားနေရသူတွေရှိနေပါတယ်တစ်ဖက်မှာတော့ကတိမာ DJ နဲ့ကခုံနေတဲ့လူတွေရှိနေတာတွေ့ရပါလိမ့်မယ်တစ်ဖက်မှာဒီမိုကရေစီအလင်းရောင်ပြန်ရဖို့အသက်ပေးပြီးတိုက်ပွဲဝင်နေရချိန်မှာ တစ်ဖက်မှာတော့ရှစ်အာနာရှင်အမောင်တို့ရဲ့အောက်မှာပဲပွဲလန်းတပင်တွေနိုင်ကလက်တွေမှာပျော်ပါနေတဲ့သူတွေရှိနေတဲ့ကဘာနှစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။တဟာလူတဘာဝကြောင့်လဲဖြစ်ပေမဲ့အဓိကချက်ကတော့ကဘာနှစ်ခုလို့ဖြစ်သွားစေရတဲ့အဓိကချက်ကတော့တော်လန်နေသူတွေနဲ့ဂျီဂျူတွေချာမှာကဘာနှစ်ချမ်းဖြစ်သွားစေဖို့အတွက်တော်လန်နေတာတွေကအပိုအလုပ်တွေလုပ်နေတာဖြစ်ကြောင်း ိုယ့်အကိုပျော်ပါစားတောက်နေတာကအကောင်းဆုံးဖြစ်ကြောင်းစစ်တပ်ရှိရာဒေသကမှလုံခြုံပျော်ပါလို့ရတဲ့အခွင့်အရေးရှိနေကြောင်းဆိုတဲ့စစ်ကောင်စီရဲ့စိတ်သက်စစ်စင်ရေးကတော်လန်နေသူတွေနဲ့ပြည်သူတွေကြားမှာထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပြီမို့လို့ဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့တော်လန်ရေးလုပ်ပြီးအသက်ပေးပြီးတိုက်ပွဲဝင်နေကြတယ်ဆိုတာလူခွင့်ရေးပြေဝရပြီးအစိုးရကိုမကြောက်ရတဲ့စနစ်ကိုပြန်လည်တည်ဆောက်နိုင်ဖို့လုပ်နေတာဖြစ်ကြောင်းဆိုတာတွေလူခွင့်ရေးပြေဝရပြီးလုံခြုံစိတ်ချစွာနဲ့ ပျော်ရွှင်ခွင့်ရတဲ့စနစ်ကိုပြည်သူအားလုံးပြန်ရဖို့တိုက်ပွဲဝင်နေတဲ့ဖြစ်ကြောင်းဆိုတာရင်းစစ်အာဏာရှင်ရဲ့လက်အောက်မှာစေအိမ်မှုယာယီမှုအဆင့်ကိုတော့ကြောက်နေရတဲ့အနာကပ်ဖြစ်နေလိမ့်မယ်ဆိုတာရင်းလူခွင့်ရေးဆိုတာဘာမှမရှိပဲပန်းပန်ရင်တော့တောင်ချခံရအသေးပေးရင်တော့တောင်ချခံရမယ်အနာကပ်ဖြစ်နေလိမ့်မယ်ဆိုတာရင်းတဖြည်းဖြည်းနဲ့မြောက်ကိုရီးယားလိုဘဝမျိုးရောက်သွားနိုင်မယ်ဆိုတာတွေကိုတာမန်ပြည်သူတွေကြားမှာအမြဲတမ်းတတိတိယဖြစ်နေအောင် စိတ်တက်စစ်စင်ရေးလုပ်ဖို့တက်ွက်ခဲ့ကြခြင်းကြောင့်စစ်ကောင်စီရဲ့စိတ်တက်စစ်စင်ရေးကအောင်မြင်သွားပြီးတော့တနိုင်ငံထဲမှာပဲငိုနေကြသူတွေနဲ့ပျော်နေကြသူတွေတိုက်ပွဲဝင်နေကြသူတွေနဲ့ခခုံနေကြသူတွေဆိုတဲ့ကဘာနှစ်ခုဖြစ်သွားကြခြင်းပါပဲကျွန်တော်တို့ရဲ့တော်လိုင်းရေးဆိုရ UNG ဘက်မှာကပြည်သူကို agitate လုပ်ပြီးတော့အလုံးစော်စီးယုံနေရမယ်စားမှားရွင်းတဲ့ motivation တွေကိုသာပေးခဲ့ပါတယ်စစ်တဟာမချခင်ပြူလို့ပြူလဲတော့မယ်ဆိုတာတွေ နေပြည်တော်ကိုတိန်းတော်မယ်ဆိုတာတွေဘယ်နဲ့ဘုရားမှတားမရဘူးဆိုတာတွေနဲ့ force hold တွေပဲပြီးခဲ့ကြပါတယ်။အဲ့ဒါတွေကဘာတစ်ခုမှတကယ်ဖြစ်မလာချိန်မှာတော့လူတို့ကအစိတ်ပြတ်သွားခဲ့ကြပါတယ်။ဘာမှလည်းမဟုတ်ပါဘူးဆိုပြီးတော့တော်လန်ကြီးကသူတို့နဲ့မဆိုင်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒါကြောင့်မို့လဲတကြွလှုပ်ရှားသူတွေက online ပေါ်မှာဘိုင်းကောက်လှုပ်ချဖို့ဘလောက်ပဲစော်ဩနေပါစေ။အနေဝင်းရဲ့ follower 1.6သန်းကလည်းညော့မသွားခဲ့ပါဘူး။ မနေ့တနေ့ကတော့နေဝဲကတောင်ကြီးတစောင်းတိုင်းမှာကြော်ပြေးသွားပါသေးတယ်တော်လိုင်းကြီးကိုတချင်းနဲ့ dislot သွားခဲ့တဲ့ Gfat ဆိုတဲ့ကောင်ကလည်း follower တွေတောင်တိုးလာပြီးတော့ show ware တွေနဲ့အောင်မြင်နေတော့မှာပဲတက်ကြွလှုပ်ရှားသူတွေကဘိုင်းကောင်လုပ်ဖို့စော်ဩပေမဲ့ Gfat ကမနေ့တနေ့ကပဲမလေးရှားမှာသူ့ရဲ့ဖြောပြပွဲကိုအောင်အောင်မြင်မြင်နဲ့ကျင်းပသွားခဲ့ပါသေးတယ် ချင်းပါကျွန်တော်တို့မယ်ဘွားလေးစီအောင်တူတူပြန်သွားမယ်โอเคမယ်ဘွားလေးစီအောင်ပြန်သွားမယ်ဘွားကလေးညီတော်ဟောတယ်ကျွန်တော်မလာနေစတော့လူတော်မဟာတော်ဝိုင်းကောင်းလောက်ကြဖို့အပြောခံရတဲ့ဂျီဖိုင်ရကိုတော့ဂျီဖတ်ကပေါ်တင်မဲ့ထောက်ခံပြီးတော့အားပေးသွားပါလေ။အော်ဂျီဖိုင်ကဘာလုပ်လဲ။ဟမ်အိမ်မှာလေးတလေးကြီးကစပီးသေးစားနေ။ဘာကွာ ဒီဆရာမကြီးဖတ်ဆိုပြီးတော့ဟိုလိုက်မှာ live လို့နေ program လုပ်နေရတော့တိလာဂျီဖိုင်ကလည်း main online ရဲ့မာရဝီဇေယပွဲမှာ မင်းတို့ရဲ့ BG ဆိုတာအလကားပဲဆိုတဲ့သဘောမျိုးနဲ့ကျော်ပြေသွားပါသေးတယ်ကျွန်တော်တို့တွေကဒိန်းတောင်လောက်ကိုကြည့်ပြီးတော့ ဝိုင်းကောက်အောင်မြင်တယ်လို့တင်နေကြတာတွေကအရန်မှားပြွင့်ပါတယ်တကယ်တော့ဝိုင်းကောက်ကမအောင်မြင်ပါဘူးအဂျီဖက်ပရိုရိုးစ်နေဝင်းဂျီဖိုင်ယာပိုချစ်ဘသူကမှအောင်မြင်မှုမလျော့ပါဘူးဖော်လိုပါလဲမလျော့ပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့နီလန်မှနေခြင်းကြောင့်ပါပဲစိတ်တက်စစ်စင်ရေးနဲ့အသိအသွင်းတော်ကို မလုပ်ပဲအခုဘက်မှာစိတ်တက်စစ်စင်ရေးမလုပ်နိုင်တာကိုတတိမထားမိပဲနဲ့စုပ်ပိုင်းကောက်လုံနေကြလို့မအောင်မြင်ခြင်းပါပဲ။ သူတို့ကိုရှင်းလိုက်ရုံနဲ့လဲသူတို့ရဲ့ follower တွေကကိုယ့်ဘက်ကိုပါလာစရာအကြောင်းမရှိပါဘူးလူတယောက်ကိုကိုယ့်ကိုချစ်လောက်အတင်းကျပ်လောက်ခိုင်းလို့မရနိုင်ပါဘူးတနက်နဲ့ချင်းချောက်ပြီးတော့ချစ်ခိုင်းလို့လည်းမရပါဘူးလူတယောက်ကိုကိုယ့်ဘက်ကိုပါလာအောင်လုပ်ရတဲ့တခုတဲသောနီလန်ကဆွဲဆောင်ပင်သွင်းတဲ့စိတ်သက်စစ်စင်ရေး propaganda နီလန်တခုပဲရှိပါတယ်ဘဲရာကအမှန်ဘဲရာကအမှားဘဲနာကက်ကလင်းပြီးတော့ဘဲနာကက်ကအမှောင်မဲနေလိမ့်မယ်ဆိုတာတွေကို လူတွေရဲ့အကျင့်စေရိုက်နဲ့အလျော့ညီစွာစိတ်တက်စစ်စင်ရေးလုံမရမယ့်ကိစ္စတွေပါ။အဲဒီလိုမျိုး short power နဲ့စိတ်တက်စစ်စင်ရေးလုံဖို့မေ့လျော့နေကြခြင်းအားနည်းနေကြခြင်းကဒီတော်လိုင်းရေးကိုကြာရှုံးသွားစေနိုင်တဲ့အဓိကအချက်ပါပဲ။ဒီတော်လိုင်းရေးရှုံးသွားခဲ့ရင်အဓိကအကျဆုံးအချက်က propaganda အပိုင်း short power အပိုင်းတွေမှာအားနည်းခဲ့ကြခြင်းကြောင့်ပါပဲ။ ါကိုဟုတ်မို့ဆိုတာမြင်သာအောင်တက်တေတော်တာနဲ့ပြရမယ်ဆိုရင်ပေါ်တာဆွဲခံရပြီးတော့အစ်စ်တက်တဲကိုရောက်သွားကြတဲ့ပြည်သူစစ်မှုရန်တိုင်းဟာဘယ်သူမှအစ်စ်တက်ကိုမချိုက်ကြပါဘူးမုန်းကြပါနဲ့ဒါပေမဲ့ဘယ်လောက်ပဲစစ်တက်ကိုမုန်းခဲ့မုန်းခဲ့စစ်ကောင်စီရဲ့အစ်စ်တက်ထဲမှာ သူတို့တွေနေသားကျသွားကြပါတယ်ကျော်သွားကြပါတယ် နနဲ့တည်းမှာစစ်ကောင်စီကပေါ်တာဆွဲသွားတဲ့လူတသိန်းကျော်ဝင်ချင်မှာမပြောလို့ထွက်ပြေးလာသူကတထောင်လောက်ပဲ ရှိတာတွေ့ရပါလိမ့်မယ်။ဂျာဂိုင်တို့အပြင်ဆိုရင်0.1%ပဲရှိပါတယ်။ဂျန်နဲ့တတသည့် 9900ဝန်းကျင်ကရှစ်ကောင်စီအတွက်အသက်ပေးပြီးတော့တိုက်ပွဲဝင်ကြမဲ့သူတွေဖြစ်နေကြတာတွေ့ရပါလိမ့်မယ်။ရှစ်ကောင်စီအတွက်အသက်ပေးပြီးတော့တိုက်ပွဲဝင်ကြမဲ့သူတွေဖြစ်သွားကြပါတယ်။အဲ့ဒါဟာဘာကြောင့်လဲဆိုတော့စစ်တပ်ကသူတို့ကိုစိတ်သက်စစ်ဆင်ရေးနီလန်းစုံနဲ့တင်းသွင်းနိုင်ခြင်းကြောင့်ပါပဲ။စစ်တပ်ကသူတို့ကိုကောင်းကောင်းကြွေးပါတယ်။ပြော်ပွဲရှင်ပွဲတွေလုပ်ပေးပါတယ်။ စ်တပ်ကအမျိုးဘာသာတာသနာကိုကာကွယ်နေတာဖြစ်ကြောင်းသိမ်းသွင်းပါတယ်။စစ်သားဆိုတာဒီနိုင်ငံမှာအရေးပါဆုံးဖြစ်ကြောင်းတန်ဖိုးအရှိဆုံးဖြစ်ကြောင်းဆိုပြီးတော့ရိုက်သွင်းပါတယ်။အစစ်တပ်ကတစ်ချက်တရောက်ဟာဒူရဲအုပ်တရောက်နေတော့လေပဲညီကြောင်းစစ်သားတွေဟာတခြားဝင်တဲ့အလုံးတက်တာလွန်မြင့်မြတ်ကြောင်းဆိုတာတွေကိုမြှောက်ဖင်ပြီးတော့ရိုက်သွင်းပါတယ်။ဒီလိုစိတ်တက်စစ်စင်ရင်းနီလန်းစုံနဲ့ brain wash လုတ်ခံရတဲ့အခါမှာတော့စင်ပူရန်တပ်သားတွေဟာရခင်ကဘလောက်ပဲစစ်တက်ကိုမုံခဲ့မုံခဲ့ စစ်ကောင်စီရဲ့စိတ်သက်စစ်ဆင်ရေးနဲ့ရိုက်သွင်းခံလိုက်ရခြင်းမှာတော့စစ်ကောင်စီအတွက်အခွင့်ရတဲ့လူသားအရင်းမြစ်တွေဖြစ်သွားရတော့တာပါပဲ။စစ်တပ်ကစိတ်သက်စစ်ဆင်ရေးနဲ့ brain wash လုပ်ပြီးတော့တင်းသွင်းလိုက်တဲ့အခါမှာ ပေါ်တာအစွဲခံရလို့စစ်တပ်တဲကိုရောက်သွားခဲ့ရတဲ့တပ်သားအစ်စ်လေးကလည်းရှရာဝဲပေါမောက်ခါကြီးတယောက်ကိုတနက်နက်ချိန်ပြီးတော့ကားပေါ်ကဆင်ခံပြီးတော့ လူထောက်ခိုင်းလို့ရတဲ့ဘဝကိုကျင်းနဲ့သွားပါတော့တယ်။ဒါကြောင့်မို့နှစ်နှစ်တာပေါ်တာဆွဲခံရတဲ့တသက်တသိန်း2000လောက်တည်းမှာ2000လောက်ကပဲစစ်တပ်တွေကနေထွက်ပြလာပြီးတော့ဂျန်နဲ့သိန်း1800ကအစစ်ကောင်စီရဲ့အမာခံတပ်သားတွေအဖြစ်နဲ့တိုက်ပွဲဝင်ပေးနေကြတာကိုတွေ့ရပါလိမ့်မယ်။အခုနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်အနေနဲ့ဒီသတိထားမိတဲ့အရာတစ်ခုရှိတယ်။ဒါကတော့လည်းတော်လည်းပတ်ကတူကိုထိတာသတိပေးချင်တာတစ်ခုရှိတယ်။အဲအခုပတ်စာရည်အနေနဲ့ပေါ့နော်တော်တော်လေးအတွေ့အကြုံ ်များတာတွေပိုင်းမှာရှိတယ်ကျွန်တော်ပေးတယ်ပေါ့နော်မင်းတို့လည်းတနက်ကင်တာဒါမင်းတို့ဒီလုပ်ကြီးကိုလှုပ်ချင်လို့ဒီလှုပ်ချင်လို့လှုပ်ခဲ့ပြီးဖြစ်စေမလွဲလာလို့လှုပ်ခဲ့ပြီးဖြစ်စေခုချိန်မှာမင်းတို့ကစကားစကားပုံပြီးတော့မှမင်းတို့စိတ်အားဖြတ်တန်စွာကြီးပေါ့ငါတို့တိုက်နေရရှိတယ်မင်းတို့ထိုးအိုက်နဲ့ထိုးလာတဲ့ဟာဆိုလို့ရှိရင်မင်းတို့ကြားထိုးတက်တဲ့အပိုင်းကြီးမင်းတို့နေရာယူသွားတဲ့အပိုင်းကြီးကမင်းတို့စကားစကားအကောင်ထပ်ဖို့မင်းတို့လှင်မြန်ပြတ်လတ်မှုတွေရှိပါတော့တက်မလားတေးမလားဆိုရင်ကျွန်တော်လည်းတက်မှာပဲဟုတ်တယ်မသူလည်းတက်မှာပဲဒါမျိုးပေါ့ကျွန်တော်ကျောင်းမှာရွေးချယ်ကြမင်းတေးမလား ူများကိုတတ်မှာဆိုရင်သူများကိုပဲတတ်ကြမယ်ကောင်းလေးကြီးပဲအားကြောင့်မို့ခုချိန်မှာပါစာရင်ပတ်သက်ပြီးတော်တော်ကိုသတိထားအများပိုင်းကဏ္ဍတွေရှိတယ်ဒါက PDF တရင်မှုတယောက်ကိုယ်တိုင်ကသူတို့ကြုံနေရတာတွေကိုဝယ်ခံထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ရှစ်မူရန်တသားတဲ့တွေဟာဝိจิตတန်းကြီးတန်းဆောင်နေတာမျိုးမဟုတ်တော့ဘဲနဲ့ရှစ်ကုံစီဘက်ကနေအာမန်ပြင်းနဲ့တိုက်ခိုက်နေတာဖြစ်ကြောင်းကို PDF တရင်မှုတယောက်ကပြောပြထားတာဖြစ်ပါတယ် ဒါဟာကျွန်တော်တို့ဘက်မှာစိတ်သက်စစ်ဆင်ရေးလုပ်ဖို့တက်ခွက်ခဲ့ကြခြင်း propaganda လုပ်ဖို့တက်ခွက်ခဲ့ကြခြင်းရဲ့အထင်ရှားဆုံးရလဒ်တွေပါပဲဒီဆဲဥစုကလည်းခုနကပြောလို့သူဒီလိုစုဆောင်နေဆိုတာအချင်းတိုက်တာကိုကြီးကတကယ်ပညာသင်ပေးမလားမသင်ပေးလားကျွန်တော်တို့တိတ်မသိကြအောင်နော်တကယ်လည်းဒီစစ်ပညာတေးကြသင်ပေးလိမ့်မယ်လက်နက်သေးချာတက်ဆင်ပေးလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဒီလူတွေကိုနော်ဒီအကြမ်းဖက်ဆဲဥစုကြီးကခေါ်ပြီးတော့လက်နက်လည်းကောင်းတာတက်ဆင်ပေးမှာလည်းမဟုတ်ပညာလည်းစစ်ပညာလည်းတေးချာသင်ပေးမှာလည်းမဟုတ်ပဲလက်ရှိဖြစ်နေတဲ့တိုင်းတာချင်းချင်းဖြစ်နေတဲ့ဒီလူတွေနဲ့ဖြစ်နေတဲ့စစ်ကြီးတွေကိုတွန်းပုံမယ်ဆိုတဲ့ကိစ္စကဘယ်သူမှမခံနိုင်ဘူးသူကတော့ကြာသူမျှော်လင့်တာကတော့ အဲ့လူတွေအများကြီးရလာမယ်အဲ့လူတွေအများကြီးရနေသူအင်အားတွေရမယ်အင်အားတွေရနေပြီးတော့သူ့ကိုကူပြီးတိုက်နေမယ်ဆိုတော့ဒါသူ့ရဲ့မျှော်လင့်ချက်ပေါ့နော်အဲ့ဒါပေမဲ့သူ့ရဲ့မျှော်လင့်ချက်နဲ့စတဲ့ဘက်ဖြစ်တဲ့အခြားသောအရာတွေပေါ့နော်အခြားသောအရာတွေအများကြီးတို့ဖြစ်လာဖို့ရှိရပြီကျွန်တော်တို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုကိုပဲတို့ပြန်ပြီးတော့ဖြတ်လျှော့နေရပြီအာအချက်ချင်းကြီးကောင်းထမ်းမဖြစ်ပေါ်ပါဘူးနော်နည်း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 ကြီးသွားမှာပါစသဖြင့်ပေါ့နော်ဒါကြီးကတဖြည်းဖြည်းနဲ့ဒီပြန်ပြီးတော့ဟိုဟိုတံပတ်လျှော့နေရတယ်ဒါမျိုးဖြစ်တော့အသေးစားတစ်ခုကတော့အခုကိုပဲပြည်သူပဲတုံ့ပြန်မှုကတော်တော်ကြီးလာပြီပေါ့နော်အဲ့နောက်ပိုင်းမှာလည်းပဲဒီပြည်သူတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကဒါအများကြီးအများကြီးဒါမြင်တွေ့ရမယ်နေတာလို့ကျွန်တော်တုံ့တက်ချင်ပါတယ် တရားတစ်ခုကတော့တကယ်ပညာဓာတ်တွေကိုတက်တက်ခေါ်သွင်းပြီဆိုရင်တော့တရားတွေကတက်ကလောက်တဲ့ brain wash ကိုတကယ်ပညာဓာတ်ကလက်မခံအောင်နောက်ပြီးတော့ဂျိုးစီဝါတစ်ခုခုအဲချက်ရထားတဲ့သူတွေဒါလည်းရှားကောင်းရလိမ့်မယ်တကယ်ပညာဓာတ်ခေတ္တညာဓာတ်လူငယ်တွေတော့တကယ်လူတွေဆိုရင်တော့ ဒီတက်ကဲ brain wash ကိုလုံးဝလက်မခံအောင်เนาะအဲ့လိုလူတွေဒါအကဲလို့များဘလို့မရှောက်လဲလို့မရတော့တင်းတင်းနဲ့ထဲချောက်သွားပြီဆိုရင်လည်းပဲเนาะဆိုရင်အဲ့ခုနကတက်ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပြိုလာမယ်ပို့ပို့ပြီးတော့ဒါပြတ်လာမယ်တဘောကျွန်တော်တို့ရှိမယ်ပေါ့เนาะရှိမယ်အဲ့အဲ့အခြေအနေတွေကတော့အများကြီးဖြစ်လာတယ်ကျွန်တော်ကတော့ပြည်သူကိုရှုံးတယ်ဒီ sales ကပါပြည်သူကိုရှော့ထွက်ပြီးတော့ဒါပြည်သူလူတက်ရက်လုံးလူတန်းကတက်ရက်လုံးဒါစိန်ခေါ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့စိန်ခေါ်မှုကိုပြည်သူကတောက်ပြန်တဲ့အခါမှာအဲ့ဖန်ကိုတော့ဒီမရောက်နိုင်လို့အကြီးအကျယ်ခံရပြီးတော့ဒါသူ့ရဲ့နောက်ဆုံး ဘာမှအရာမထင်နဲ့နော် bench ပေါ့ဗျာနော်ထိုးထိုးထိုးသွားတိမလားဆိုပြီးထိုးလိုက်တာဘာမှအရာမထင်နဲ့အပြည့်ပြောလက်သေးတစ်ချက်ပဲဖြစ်ပြီးတော့ကျွန်တော်တို့ဘက်ကအဲ့လက်သေးကိုတုံ့ပြန်တဲ့နော်ကြီးမားတဲ့လက်သေးချက်ကြီးတစ်ခုအနေနဲ့ဒါကြီးဟာပြောင်းသွားနိုင်လဲဆိုတာမျိုးတော့တုံ့ပြန်ပြောကြလို့ပါဗုဒ္ဓမြတ်စွာဘုရားကကျွန်တော်တို့ကိုတည်တင်းတည်တိုက်တဲ့ universal truth တွေကိုဟောတုတ်ပြီးတော့ဟောကြားခဲ့ပြီးသားဖြစ်ပါတယ်။ရေကြောင်းဖြစ်တဲ့ရွှွန်တော်အညစ်ကြီးကိုရေနဲ့ပဲဆေးမှပြောင်းစင်နေဆိုတဲ့တရားတွေစိတ်ကြောင်းဖြစ်တဲ့အညစ်ကြီးကိုစိတ်နဲ့ပဲအစိတ်နဲ့ရှုမှတ်ပြီးတော့မှပဲ စီကြောရတယ်ဆိုတော့အချောင်းတွေကိုလွန်ခဲ့သောနှစ်ပေါင်း2500ကျော်တွေကတုံတင်လမ်းပြခဲ့ပြီးသားဖြစ်ပါတယ်။စိတ်ကြောင့်ဖြစ်တဲ့အငြိကြေးတွေကိုစိတ်နဲ့ပဲစီကြောရတဲ့အတွက်စိတ်တက်စစ်စင်ရေးကြောင့်ဖြစ်လာတဲ့ကိစ္စတွေစိတ်တက်စစ်စင်ရေးနဲ့တင်းသွင်းခံရတဲ့ကိစ္စတွေကိုလည်းစိတ်တက်စစ်စင်ရေးနဲ့သာပြန်လည်တင်းသွင်းရမှာပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုမှမတုံးကြရင်တစ်နှစ်ပြီးတစ်နှစ်6000 9000စီတိုးပွားလာနိုင်မဲ့ စစ်မှုထမ်းတပ်သားတဲ့အင်အားကိုအရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာရည်ရှိမှာမလွယ်ကူနိုင်ပါဘူးကျွန်တော်တို့ဘက်မှာအဲ့ဒီလို soft power တည်ဆောက်မှုအပိုင်းပြက်ကွက်ခဲ့တာတွေ propaganda လုပ်ဖို့ပြက်ကွက်ခဲ့တာတွေကြောင့်ပဲစစ်ကောင်စီရဲ့စိတ်ဓာတ်စစ်ဆင်ရေးကအမှုပညာရှင်တွေတပ်သားတဲ့စစ်မှုထမ်းတွေဂျားနေလူရန်စားတွေကိုတိမ့်သွင်းသွားနိုင်ခဲ့တဲ့ပြင်တော်လန်ရေးလုံနေသူတွေနဲ့တော်လန်ပြည်သူတွေကြားမှာကဘာနှစ်ခုဖြစ်အောင်လောက်ဆောင်နိုင်နေပြီဆိုတာကိုတတိမူကြစီဖို့အတွက်တတိပေးလိုပါတယ် တံပြန်စိတ်တက်စစ်စင်ရေးကိုစနစ်တကျဖွဲ့စည်းတည်ထောင်ပြီးတော့လှုပ်ဆောင်တင်နေပြီဖြစ်ကြောင်းကိုလည်းအကြံပြုလိုပါတယ်။အစအဆုံးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းနိုင်ငံရေးမှန်တမ်း၊တည်င်းမှန်တမ်း၊တည်င်းသုံးသက်ချက်နဲ့အကြံပြုအကြံပြုချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့မိုးစင်မော YouTube Channel ကို Subscribe လုပ်ပေးကြဖို့မြတ်တာရက်ခံပါတယ်။အားလုံးပဲဘေးရန်ရဲ့ပေါ့မှကင်းဝေးကြပါစေ။